အထက်အညာက level ဆိုတဲ့ရော်လေးတွေကပထမကမ္ဘာစစ်ကြီးအတွင်းဘုန်းကြီးဥခင်မှာကြောင်းအဲ့ဒီမှာကြောင်းတဲ့ဘုန်းကြီးကျောင်းသားတွေအများကြီးအဲ့ထက်မှာမောင်ချစ်အင်မတန်တော်တယ်အင်မတန်ရိုးတယ်စားတော်တယ်သဘောကောင်းတယ်မိဘကူညီရတယ်တော်ရလုံးကချစ်တယ်ကျောင်းလုံးကချစ်တယ်မောင်ချစ်ဆိုတဲ့ကောင်းလေးအဲ့ဒီမောင်ချစ်ကလေးအဲ့လိုသွားရင်းနဲ့ကလေးတွေနဲ့ပျော်ရင်းပါရင်းနဲ့ဟိုးယွာမရှိတဲ့ဟိုးအစွန်ကဘဘူးတဲလေးတဲလေးရောက်သွားတယ်ဘဘူးဆရာရဲ့ဥအောင်ချားတယ်သူ့ကိုဘာကြီးအောင်လို့ခေါ်ရတယ် ထုနေတဲ့ရုပ်တွေအများကြီးပဲအဲ့ဒီရုပ်တွေကြီးနဲ့မောင်ရှိကဟိုဘာကြီးအောင်ထုနေရုပ်ကြီးဟာဒီမျက်စိကမခွာနဲ့တန်တန်ဆိုကြည့်ဟာမောင်ရှိမင်းဒီရုပ်တွေတော်တော်ကြိုက်လေလားကြိုက်တယ်ဘာကြီးအောင်ကျွန်တော်ဒီရုပ်လေးသိချစ်တာဘာကြီးအောင်ထုနေရယမင်းရုပ်ကလေးမိကလေးတယောက်ကနေတဲ့ပုံလေးချစ်စရာလေးအိုးကြံတဲ့ရုပ်တွေကျွန်တော်အဲ့ဒီသိနေတယ်ဒါလေးဆိုသဘောကျတယ်ဘာကြီးမင်းတော့ကြာဘာကြီးရောဒီရုပ်ကဘာကြီးရောဘာစုပေးဖို့လဲဟင်ဘာစုမှပေးဖို့မဟုတ်ဘူးကွာ ဒါပြင်ကျွန်တော်အဲမင်းငါရောင်းမယ်လေမင်းငါတကြက်ပေးဒီယုတ်မင်းငါပေးမယ်ဘယ်ရောက်တကြက်ဆိုတာဘယ်လောက်ရှိလဲ64ပြားရှိပြားခက်64ပြားဆို10ပြား10ပြား6ခက်4ပြား64ပြားဟာဘယ်ရောက်တကယ်နော်တကယ်ပါကွာဘယ်ရောက်မညာလဲနော်မညာပါဘူးကွာဘယ်ရောက်ဂရီပေးတယ်နော်ဂရီပေးပါတယ်မောင်ချစ်ရဲ့မင်းက64ပြားတကြက်သာပေးဒီယုတ်မင်းလက်ထဲငါထည့်ပေးလိုက်ဟုတ်ပြီသိချာအဲ့နေရာနောက်နေရာစပြီးတော့မောင်ချစ်ပတ်စံစုလို့ရပါ ။တနေ့တပြားတပြားမဟုတ်ဘူးရ။ခါတဲ့တော့ငချေပေါင်းဝယ်စားတဲ့ဒေါ်ခါဥစီမှာအခုမစားတော့ဘူး။အဲ့တပြားစုဟောကြည့်တော့ဗျ။ဘာလို့လဲ။ဖုန်ကြီးကျွေးတယ်ငပြောစီလေးငသူလေးတလုံးစားပြီးတော့ရေတော့ပြီးတော့ငတ်။ရေပေါင်းများစွာ64ပြားရအောင်။ငလာကျော်။အဲ့လိုနဲ့မောင်ချစ်။နောက်ကြတော့ဘယောရဥပုံနေအရေးကြီးမှာဥပုံနေခံ။ဥပုံနေခံတော့ဗာဖြစ်လေ။ဘယောဥပုံနေဆိုတော့ကျွန်တော်ပတ်စံမရတော့ဘူးပဲ။အเจ้าကပိတ်တော့တပြား။အဲ့တော့ပတ်စံရှာပေါ့ကွာ။ 白鹭乡嘞，离屋里远，现在陪孩子忙忙西嘞，叫都冇归嘞。手机转出了，叫点乡嘞，叫都冇乡嘞。忙批发路嘞，哎里回来嘞起不了，叫点批发路嘞，叫点别的嘞，是那几件事。哎里还是有，冬天有讲嘞叫，哎里嘞忙起不生树下嘞，哎里嘞不生，伢来嘞东西离得东啊，别离些离些那边，伢来带哩多钱嘞？哦，水库的钱嘞，忙起，哈把把又叫闭了冇咯，把又咯，哎个哎个嘞就皮皮沙啦啦，有龙卷啦。 သူလည်းပတ်စံနေပြီများများလားပိုင်ဆိုင်တော့မယ်ပိုင်ဆိုင်လို့ဘာကြီးအောင်ပြိပေးဆိုင်ဘာကြီးအောင်မညာမညာဘူးတနေ့ဟုတ်ပြီသွားကြည့်ဦးမယ်ကြည့်လိုက်တဲ့ခါကျတော့ဝန်တော်မင်းနဲ့မြို့ကဝန်တော်မင်းနဲ့သူ့ရဲ့တပည့်ပလိတ်အဲ့တော့ပလိတ်ခေါ်ရရောက်ခါဂျာတနတ်ချီပလိတ်ကလည်းရာရှယ်ကြီးနဲ့တကြီးနဲ့တကြီးတွေလည်းလိုက်ဖို့ဆိုင်ခေါ်တာအဲ့မှာတွေ့မောင်ချစ်ကြည့်လိုက်တော့ဟာကြောက်ရွံ့ကောင်းတယ်နည်းနည်းကြည့်တဲ့လူကြီးအဲ့မှာဘုံတော်မင်းမြို့ဘဘူးဆရာခင်ဗျအဲ့ဒီကိုဘာလုပ်လို့လဲကျွန်တော် ကျွန်တော်ကိုရောင်မင်းခံဘာတွေလုံးလဲခဲအဲ့ယုံကျုပ်ကျုပ်ယူမယ်ကျုပ်ရောခဲလို့ယူအောင်မဒီယုတ်ကိုကြိုက်တတ်တဲ့လူပေးနေတဲ့လူလည်းမရှိဘူးဘလို့ကြားလဲတချက်တချက်ကျုပ်ကိုပေးမယ်ပေးမယ်တချက်ဆိုပြီးတော့ထုတ်ပြတာပတ်ဆိုင်မှုတနတ်ပုတ်ပြဘာကြီးအောင်ကြောက်သွားတယ်ကိုရောင်မင်းလိုချင်တယ်ဆိုရင်လဲကျွန်တော်အလကားပေးပါမယ်ခင်ဗျာပေးလိုက်တယ်ဟာမောင်ချစ်သွားပြီး သူအင်မတန်နှစ်သက်ဆွဲလာတဲ့အယုတ်ကလေးဝန်တော်မင်းကအာနာနဲ့တိမ့်သွားပြီးတော့အယုတ်ကလေးရွေးခါမှာ तू ကအသေးကိုဟာဆိုလှက်ပြီးပြန်သွားအဲ့နေရာစပြီးမောင်ချစ်စမ်းမဝင်အိမ်မပြောစိတ်ကြစားအသေးကွယ်ဘယောကနဲ့ကူဘိန်းလုံးနဲ့ကူဘယ်လို့မှမထူးချာအိုးအဖေရလည်းကူအမေရလည်းကူအကုန်လုံးလာကူချာဘယ်လို့မှမထူးကျွန်တော်ကျွန်တော်စာညွှန်းရေးထားတာဟုတ်သူလေးကိုမိပြီးတော့နောက်ဆုံးကြတော့ဘာဖြစ်သွားလဲဘာကြီးအောင်မြုပ်တက်သွားတဲ့အချိန်မှာမောင်ချစ်ဟာ အဲ့ကြားလဲကျွန်တော်အစာရီထည့်ထားသေးတယ်မောင်ချစ်ကိုကုတဲ့ဘယောကဆရာပြောမယ်ဘယ်သူတွေပါလဲဆိုတော့မောင်ချစ်ဖြစ်အထက်ကလေးကမောက်ကစိမ့်လက်ယရနာဆိုရမင်းကလေးသူ့ကိုယောက်ျားလေးလုခိုင်းလိုက်မောင်ချစ်ရဲ့အဖေဖြစ်အမျိုးသားစာပေစုရကိုရုတ်ကကိုရုတ်ကဆိုအော်ဘီဂျေရဲ့အကိုမောင်ချစ်ရဲ့အမေဖြစ်အမျိုးသားစာပေစုရဆိုင်းဆမ်မှာတမ်းမြင့်အောင်အားလုံးသိပါတယ်ဘာကူညီရမလဲဟင်းလို့မေးမပြောနဲ့နော်သူမေးငါကြီးကူညီမှုအသင်တွင်းမှုလေ မောင်ချစ်ရဲ့တငယ်ချင်းအချစ်ဆုံးမောင်ထွေးဖြစ်ခွန်ကြီးကျောင်းသားလေးဘုသူ့ကျွန်တော်လုတ်ခိုင်းရဆိုတော့ရန္နာပန်းကင်းမဂ္ဂဇင်းထိုးဝင်နေတဲ့ဆိုင်ဆရာမောင်ခေထွန်းအသက်က82နှစ်ရှိနေပြီလူဟာဝတ်တုံကြီးကြီးကြီးပဲသူ့ကိုကျွန်တော်ကလေးလေးလုတ်ခိုင်းထားတယ်တကြီးဖြစ်စောဝေတကြီးရဲ့တပည့်ဆိုင်ကောင်းဖြစ်ကတ်တွန်းမောင်မောင်ဖောင်တိတ် Facebook မှာစွာနေတဲ့ကောင်အကုန်းကျွန်တော်သူ့ရယ်လုတ်ချင်အဲ့တော့အဲ့လိုတောင်းပေးမခါဘူးငချိန်ပေါင်းတယ်မခါဘူးဆိုင်ကြရဆရာမမအိတ် ဲ့လိုတောင်းပြီးနော်မောင်ချစ်ကိုခုနဟိုဘုံကြီးဥခေမာပြည့်ကျော်ကျော်စင်ကိုကိုမောင်ချစ်ကိုပယောကကုတယ်ပယောကဆရာအော်ဖြစ်ကျွန်တော်တို့အောက်တိုဘာအောင်ကြီးအောက်တိုဘာအောင်ကြီးရဲ့တပည့်တာတေဖြစ်မျိုးလိုကောင်းတဲ့ကောင်ကျွန်တော်သာဇာညွန့်လင်္ကာမျိုးဒီကောင်လေးလုတ်ကလမမေးနဲ့ထားတယ်စေချီလုံးနဲ့ရိုက်ရိုက်ခံကြီးမောင်ချစ်ကိုကုတာလေဒီကောင်လေးလုတ်လာတာဒီမှာအနီပတ်ပြီးတော့ဟဲ့ဟဲ့ကောင်တွေ့ရလက်ပန်ဒီတာတေကွာ မင်းတို့လိုကြောင်းသားတွေကိုဆုံးမဖို့သင်္ကန်းတက်ထားတဲ့ကောင်ဘာလဲအောင်မေဟေးချောက်ပါလောက်တာဟေးပြိတ္တာကျွန်တော်တနည်းကသတင်းစာလေးဖတ်လိုက်ရတယ်သိလားဘုရားကြီး EU ကတောင်ငံအရာရှိကပြောရှာတာသတင်းစာလေးပါတာနော်ရဲတွေကိုသင်္ကန်းပေးလိုက်တာဒီထဲမှာရဲအရာရှိရဲမှုန်းနေပါပါလိမ့်မယ်ကျွန်တော်ဘယ်လိုမှမဖြစ်ပါသူပြောတဲ့စကားပြောပြ EU ကသင်္ကန်းပေးတယ်လေရဲတွေကိုအတိကလုံးနှိမ်နှင်းပါအကျန်းဖက်တာနှိမ်နှင်းအဲ့ဒါတွေတကယ်စဉ်းစားတောင်းပြီးဒါပေမဲ့ပြန်ကြည့်လိုက်တော့တယ် ကျွန်တော်တို့ပေးတဲ့သင်္ကန်းတည်းရဲတွေကအစင်တန်းတက်မလာဘူးလေအရင်အဟောင်းတိုင်းဖြစ်နေတယ်အဲ့ဒါကြောင့်မခွန်းလားကျောင်းကျောင်းသားကိစ္စအဲ့လိုဖြစ်ကုန်လားစိတ်မကောင်းဘူးလေအဲ့တော့ရဲဘက်ကလည်းပြန်ပြောနော်ရဲရရှိတယ်တိတ်ကျွန်တော်သဘောကျတာကျွန်တော်တို့လည်းအဲ့ဒါစိတ်မကောင်းဘူးလို့ဖြစ်သွားတာဘာလို့ဆိုသင်္ကန်းပေးတဲ့အချိန်ကျွန်တော်တို့မလုပ်ရဘူးလေမလုပ်လို့လေအထက်ကအမေပေးတာနဲ့စစ်တပ်ကအမေပေးတယ်ထွေအုပ်ကအမေအဲ့ဒီတိုင်လုပ်လို့ကျွန်တော်အဲ့လိုတွေဖြစ်ကုန်တာပါပါတယ်ပါတယ်ကျွန်တော်အဲ့လိုပြောတာမဟုတ်ဘူး အဲ့တော့အဲ့မောင်မောင်ချစ်ပေါ်လေနောက်ဆုံးကြတော့ဇလန်းဆက်ပြစီတော့အားလုံးစုံရှိတဲ့ချိန်ဖုံးမိရှိတဲ့ချိန်မောင်ချစ်ကသွားပြီဒီချိန်မှာပို့လိုက်ပို့လိုက်ပဲကျန်တော့စိတ်စားဖြစ်စားမုံအိမ်မပြောဖြစ်တော့ယောဂါလေးစုံပြီးတော့အဲ့ချိန်မှာတကယ်တော့အသိပွဲရဲ့ယောဂါစိတ်စားစုထားတဲ့ပတ်စံလေးထုတ်ပြီးတော့မပြောနိုင်တာရဲ့တိပါတဲ့သားရဲ့သားရဲ့ပတ်စံလေးကိုတစ်ချက်ကိုဆရာတော်စီကြောက်လိုက်မယ်နော်ဟုတ်ပြီဆရာတော်စုစိတ်မကောင်းအဲ့တော့စိုက်ကြတော့မျက်လုံးလေးအာယူပြီးတော့ပွင့်ပွင့်ပြီးတော့ ဖွင့်ပြီးတော့ကြည့်ကုန်းလိုက်ကြည့်တမန်ကြီးကြည့်အဖေကြီးပြီးတော့မှလက်ကလေးမမြောက်နဲ့နည်းနည်းလေးမြောက်ပါကြည့်အောင်ညာတယ်ဆိုပြီးတော့တိုင်းဆိုပြုတ်ကြသွားပြီးသွားစရာဟာငိုကြတာအိမ်မှာပဲဟာအကုန်မြေးကြကုန်ညာဆိုင်ကလည်းဘိုင်းတောင်လေဟာကုန်ချမောင်တောင်လေးဟိုနှဲကြီးနဲ့ချအခုတကယ်ငိုကုန်ညာပြုတ်ဆောင်လိုက်လို့တကယ်ငိုကုန်ညာခုနကတကြီးလေးပေါ်တကြီးမငိုရဘူးခင်ဗျာတကြီး သူ့နဲ့ငိုချင်တယ်ရအောင်ဟုတ်ကဲ့ဖွက်ငိုအဲ့ဆိုရင်အဲ့မှာတကြီးကမောင်ချစ်ဖေးကိုရုပ်ကိုကိုကိုဖုံးကိုဟေးဖုံးမရတရားနဲ့ဖြေပါကွတရားနဲ့ဖြေပါကွအဲ့ဒီမှာကိုရုပ်ကတိတ်ကောင်းလာပဲလှုပ်သွားတာမလီဆိုင်ဆိုင်ဗျာတကြီးခမရချုပ်ကိုတရားနဲ့ဖြေပါလားမတရားတဲ့သူကြီးကတရားနဲ့ဖြေခိုင်းခမရကိုခမရတရားအောင်ရင်လို့ဘာမဲ့အောင်မလဲတကြီးအချားရပါဗျာပြိတ္တကဘလို့သဘောပေါက်မှမသိဘူးအကုန်လုံးလက်အဲ့လိုနောက်ဆုံးအဲ့ဒီချိန်မှာပြေးသွားပြီ ဘာကြီးအောင်ဝင်ချမြို့ကပြန်ဘာဖြစ်ကြလဲအဲ့မှာခုနကမောင်ထွေးမောင်ရှိရတဲ့ထွက်လာတော့ငိုပြီးတော့ငိုရှိမှာငိုငိုလည်းငိုတော့လာတဲ့ဖြစ်ငိုလည်းငိုဘာကြီးအောင်ဘာကြီးအောင်ညားတယ်ညားတယ်လို့အကုန်လုံးကသူဘာကြီးအောင်ဝိုင်းနေကြဆိုတော့အကုန်လုံးကလည်းပိုင်ရောညားတယ်ပိုင်ရောညားတယ်ပိုင်ရောညားတယ်တော့မောင်ချစ်အလောင်းထားပြီးတော့ဒီထဲဝင်သွားပိုင်ရောဒီဘက်ကုချောင်းလုံးလေးဟာအဲ့မှာကလကချာ အဲ့မှာစာတင်းသချင်းဝင်ဟာဘုံကြီးတယ်ပြိတ္တဆင်မလားမျက်ရည်လေးနဲ့ဗျာမဲလေးဟဲ့ဆိုးဟဲ့ကျွန်တော်လည်းကြည်သာကြည်လာဇန်ညွှန်ဆရာတရိတာမောင်နှောင်းရောအကုန်လုံးမျက်ရည်လေးနဲ့ကျွန်တော်ရုပ်တံတွေကအင်တာဗျူးလုပ်တယ် FM တွေကအင်တာဗျူးလုပ်တယ်မီဒီယာတွေအင်တာဗျူးလုပ်တယ်ဆရာချီဦးညိုဒီနေ့ကလစ်စာပေဟုတ်လားဖွံ့ဖြိုးတိုးတက်ရေးဆိုရင်ဒီနေ့နိုဗယ်မြန်မာစာပေပွဲမှာဘာကြောင့်ဘာကြီးအောင်ညာလေးကိုရွေးရပါတယ်လေဟာကျေးဇူးတင်လိုက်တာဒီမေကွန်း ကျွန်တော်ယူတဲ့ရည်ရည်ရှိတယ်။ဆိုင်မင်းတို့ရည်ရည်ချက်ကိုကျွန်တော်ကောင်းတယ်ပေါ့လေ။ပြဿနာဖြစ်နေ။ဘယ်လိုရည်ရည်လဲဆိုတော့ဘာကြီးအောင်များမညာကြပါနဲ့။ဂတိပေးပြီးဂတိတိုင်းလုတ်ကြပါဘာကြီးအောင်များခမရ။ဘာကြီးအောင်တို့ဂတိပြည့်ရင်ခလေးတွေလာပါတယ်အသေးခွဲပါတယ်အသက်ဆုံးပါတယ်ဂတိပေးပြီးဂတိတိုင်းလုတ်တဲ့ခါမှာခလေးတွေကြီးလာပါတယ်။ဘာကြီးအောင်များ ဘဝပုံစံတွေဆိုတော့ကြည့်လိုက်ရမှာပါမနှစ်ကတော့မဟာဆန်ရင်သူပြဆက်ကနိုဘယ်မြန်မာစာပေပွဲဆိုလို့တယ်နိုဘယ်ဆုပေးတဲ့ဆွေဂျင်နဲ့နော်ဝေးနိုင်ငံကစာပေပညာရှင်နဲ့ကျွန်တော်တို့ဒီကကျွန်တော်တို့တွေနဲ့ဆရာဆရာပေမင်းတို့တွေ့ပြီးတော့ကဲဘာလို့ရောက်နိုဘယ်မြန်မာစာပေပွဲတော့လုပ်မယ် literary festival စာပေပွဲတော့ဆိုတာစာအုပ်ရောင်းရောင်းမယ်ဆွေးနွေးမယ် workshop တွေလုပ်မယ် seminar တွေလုပ်မယ်ဆရာမ်းဖတ်မယ်အကုန်လုပ်ကြညကြတော့ဖြော်ပြီးပြဆက်လုပ်မယ်ဆိုတော့မနှစ်က ဆရာစောကြီးရဲ့မဟာဆန်းကျင်သူမင်းကကြွေးကြော်တာက literature for peace ညဉ့်ညဉ့်အတွက်စာပေအဲ့မှာကျွန်တော်ဆရာစောကြီးရဲ့မဟာဆန်းကျင်သူကိုစာညွှန်းရေးဒါရိုက်တာလို့မောင်နှောင်းရဲ့ကူညီခေါ်ပြီးတော့တည်တတ်မှုဥက္ကမောင်ကြီးကူညီနဲ့အဲ့မှာပြဆက်ကဒီနေ့ကတော့ဆက်သွေးကဘယ်လိုပြတ်သွားလဲမသိဘူးကျွန်တော်တခြားဂီတနဲ့ပဲလုပ်လို့ရတယ်မစုပေါင်းစာပေါင်းနေပဲနော်ဒီနေ့ကပြီးခဲ့တဲ့ January 16 second 17ကကြည့်လိုက်ရတဲ့ပုံစံများရှိပါလိမ့်မယ်ဒီနေ့ကတော့ကြွေးကြော်တာက literature for children ကလေးစာပေပုံမျိုးတိုးတက်ရေး ထို့ဆိုလည်းကျွန်တော်တောင်းပြပါတယ်ဆရာချေခမည်းကတော့ဒါတွေပါတယ်နိုင်ပါတယ်ဒီတာဆက်ဆက်ပဲဘယ်နဲ့ကပါညာလုပ်လို့ညောင်းပင်ခိုင်းကျွန်တော်လည်းအဲ့မှာကြိုက်တာပေါ့သဘောကျတော့ပေါ့လုပ်မယ်ဒီနေ့ဘာလုပ်မလဲကလေးစာပေဆိုတော့ကလေးစာပေကိုရေးရတာဆိုင်မင်းတို့ဆရာတင်မို့ဒေါက်တာမောင်ဦးစာအဲ့ထဲမှာဆိုင်မင်းတို့ကိုကျွန်တော်ရွေးလိုက်ကလေးစာပေစိုက်လိုက်မှတက်စိုက်စိုက်ရွေးလိုက်ဆိုင်မင်းတို့သူရေးတဲ့ထဲကဘာကြီးအောင်ညာလဲဆိုတော့ဝတ္ထုတို့လေးကျွန်တော်ရွေးလိုက်တယ်ဇာတ်လမ်းလေး1932ခု တက်ကူရန်ကုန်တက်ကူမဂဇင်းမှာရေးခဲ့တဲ့ဝတ္ထုလို့လေအဲ့ဒါကိုကျွန်တော်ယူလိုက်တော့ဒီထဲမှာကလေးစားလိုက်ပြီးပါတယ်တိတ်ကောင်းတဲ့ message ပေးထားတယ်ကောင်းပြီစက်နှွေးပြီးတော့ကျွန်တော်မောင်နှမ်းရဲ့ကိုကြီးနဲ့ဇက်တိုက်ဒီထဲမှာစာရေးဆရာဆံမတွေကြီးပဲပါတယ်ကပြတ်ကြတယ်ဒါလေးအစင်လာကိုကျွန်တော်ပြန်ဖို့တာစာစရောနေ့လို့စမပေါ်ခင်နော်နော်လာစားတရက်နေ့လို့သတ်မှတ်ပြီးတဲ့နောက်စဆိုင်ရေးလုပ်တာစာရေးဆရာပြတ်စား1945 1945အဲ့ဒီမှာ ရှင်ညာမောင်ဦးချင်းစိန်တို့ဥဒုခါတို့အဲ့ဒီဒီကက်ဆိုင်ဆရာဆံမကြီးတွေပဲပါတဲ့ပြဿတ်တွေသူတို့ကန့်ကြကြတယ်ဝီဇီယာပြဿတ်နက်ရှင်လွန်ပြဿတ်နိုင်ထက်အွန်လင်းပြဿတ်ဂျပန်ခင်မှာနော်ဂျပန်ခင်မှာဆိုင်ဆရာဆံမကြီးကန့်ကြကြတယ်ပြဿတ်လူတွေသိကြည့်တယ်သိဆုံးလာအဲ့ဒါကြီးကတောက်ချောင်းငုတ်သွားခုမှပြန်ပေါ်တယ်မနှစ်ကမာဆန်ရင်သူဆိုင်ဆရာဆံမကြီးကန့်ကြတယ်ဥဖုံးဓာတုရွှေကူမေနှင်းရွှေအောင်သင်းဇင်ယော်နီအကုန်လုံးကဇက်ဆောင်တွေဖြစ်ကုန်တယ်ကျွန်တော်လုတ်ပြတယ်သူတို့ကဝါသနာပါတယ်ပို့ရတယ်ကြီးတယ်ရွာတယ်စစ်စစ်ကမော်တက်ပြီးရွာကြတော့ကောင်းတယ် အခုဒီနေ့ကလေးစားပြီ။ Okay ဘာကြီးအောင်ညာတယ်ဆိုတော့ဇာလန်းကိုကျွန်တော်ရွေးလိုက်တယ်။အားလုံးသိပါလား။